အာနာပိုင်းဒီတစ်ချက်ပေါ်ဆန်းလာရုံနဲ့နယ်သာလန်ပြည်သူတွေရှင်းမြစ်ပြီးဆုံပါမှာပါ။ရေဘေးကနေလွတ်မြောက်ဖို့နယ်သာလန်နိုင်ငံကအသက်နဲ့ရှင်းပြီးကြိုးစားနေတယ်။နယ်သာလန်နိုင်ငံကအာနာပိုင်းဒီရှင်းနေပတ်သက်ပြီးတခုခုပေါ်ဆာမည်ဆိုရင်လူပေါင်း၄တန်းကျော်ကခဏလေးတွင်တည်ဆုံသွားမှာပါ။ရှင်းရှင်းပြောရမယ်ဆိုရင်လူပေါင်း25ရှာခိုင်နှုန်းလောက်ကအသက်ထွက်သွားမှာပါ။ဘာလို့လဲဆိုတော့နယ်သာလန်နိုင်ငံရဲ့၄ဘုံတစ်ဘုံခန့်ဟာပင်လယ်ရင်မျက်နှာပြင်အောက်မှာရှိပါတယ်။ ။နောက်ထပ်ကျန်တဲ့အပိုင်းကလည်းပင်လယ်ရှိပြင်ဒဏ်တောင်းပေခံတာမြင့်နေနေရမှာရှိပါတယ်။နေတလန်နိုင်ငံရဲ့အမြင့်ဆုံးအပိုင်းကတောင်ဘက်ပိုင်းမှာရှိပြီးတော့အမြင့်ပေတစ်ထောင်လောက်သာရှိပါတယ်။ဒီအမြင့်ကပါရီမြို့က Eiffel Tower ရဲ့အမြင့်လောက်ပဲရှိတာပါ။ဒါအပြင်နေတလန်နိုင်ငံကကမ္ဘာပေါ်ကအနေဆုံးနိုင်ငံတွေထဲကတတိယမြောက်နိုင်ငံဖြစ်ပြီးလူကြီးထုထက်ဆုံးနိုင်ငံတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့သူနိုင်ငံမှာရှိတဲ့လူဦးရေ၄တန်းနီးပါးဟာပင်လယ်ရေမျက်နှာပြင် အောက်မှာနေထိုင်ကြတယ်လို့တောင်ပြောလို့ရပါတယ်။နယ်သာလန်နိုင်ငံကဥရောပတခွင်ကမြစ်ကြီးရေဖြစ်တဲ့ Rhine မြစ် Meuse မြစ်နဲ့ Shelter မြစ်တို့စီးဝင်ရနိုင်ငံဖြစ်ပြီးတော့နယ်သာလန်နိုင်ငံတွေကိုစီးဝင်ပြီးမှသာပင်လယ်တွင်းကိုဖြတ်သန်းစီးဆင်းကြတာဖြစ်ပါတယ်။ဒါကတော့နယ်သာလန်နိုင်ငံရဲ့ဥရောပမှာစတုထားမြောက်လှုပ်ရှုပ်ဆုံးလေးစိတ်ဖြစ်ပြီး Amsterdam ကိုသွားပုံရင်ဒီလေးစိတ်ကနေစင်ပူမှာပါ။ ဒီလေးစိတ်ကိုတချိန်ကရေကန်တစ်ခုဖြစ်ခဲ့တယ်။ဟာလီမာရေကန်ပေါ်မှာ1852ခုနှစ်တုန်းကရေတွေကိုထုတ်ပြီးတိဆောက်ခဲ့တာဖြစ်ပါတယ်။ခုဆိုရင်ဒီလေးစိတ်ဟာပင်လယ်ရေမျက်နှာပြင်အောင်73မီကျော်မှတည်ရှိပါတယ်။တကယ်တော့နယ်သာလန်နိုင်ငံသားတွေကနှစ်ပေါင်း2000ကျော်ကြာလာတဲ့အချိန်နိုင်ငံတည်းကိုရှေးရီမွေအောင်မရှင်းမနာတိုင်ပွဲဝင်ခဲ့ကြပါဗျ။ ဘာကြောင့်လဲဆိုရင်တော့သူတို့ကဂျိုင်းဝမ်းနေရာတွေကနေပိုရှန်နေတဲ့ရှည်တွေကိုတူးမြောင်းနေဖြစ်နေလမ်းကြောင်းလွှဲထုတ်ပြီးတဲ့ရှည်လမ်းကြောင်းကြီးတွေကိုတူးဖို့ခဲ့ကြတာပါ။နယ်သာလန်နိုင်ငံသားအများစုဟာရှည်ကိုဟန်တာဖို့အတွက်ဆယ်ရီကိုအားထားပါတယ်။ဒီဆယ်ကြီးတွေဟာနိုင်ငံတော်ဝန်လုံးကိုရှည်လွှမ်းမုံမှုကနေကာကွယ်ပေးထားတဲ့နိုင်ငံကြီးတွေနဲ့တူပါတယ်။တကယ်လို့ရှေးကဆယ်ထက်မြင်လာတာဒါမှမဟုတ်ဆယ်ပြည့်စည်းသွားတာမျိုးဖြစ်ရင်အနီးအနားနေထိုင်သူတွေအတွက်အတော်အနေရရှိပါတယ် ဒီလိုမျိုးဆယ်စုနှစ်တွေချီပြီးအထောက်အမှုတွေကြောင့် Dutch လူမျိုးတွေဟာပင်လယ်ထဲကနေသူတို့ရဲ့မြေဧရိယာရဲ့20ရာခိုင်နှုန်းကိုပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။၁၄ရာစုနှစ်တုန်းကမြင်းငယ်လေးတစ်ခုနားကရွာလေးတစ်ခုဟာအခုဆိုရင်ဥရောပရဲ့အကြီးဆုံးသင်္ဘောစိတ်ရှိတဲ့ရော်တာဒမ်မြို့လို့ခေါ်တဲ့မြို့တစ်မြို့ဖြစ်လာပါပြီ။နောက်ဆုံးသူတို့ဘလုံနီးနဲ့မြေပြင်ကိုဖန်တီးကြသလဲသူတို့ကတဲချစ်သင်္ဘောကြီးတွေကိုတုံးပါတယ်။ ဒီဒီမော်ရီကပင်လေချမ်းပင်ကနေဒဲရီကိုအင်ယာမမြေတဲဆက်ကြီးတွေနဲ့ဆုံယူပြီးနေမြေတစ်တီဖန်တီးဖို့လိုအပ်တဲ့နေရာတွေစီကိုဖြန်းချပေးပါတယ်သူတို့လိုချင်တဲ့ပုံစံရအောင်တဲတွေကိုစုပုံပြီးတဲတောင်ပြင်းနေပန်တီပင်းရင်ပင်လေရေပြန်မဆုတ်သွားအောင်အနာတဝိုင်းမှာကြောက်တုံးကြီး2000လောက်ကိုအုံပြပြီးအိမ်ယာမကာယံတက်ကြီးတစ်ခုလိုပန်တီလိုက်ကြပါတယ်။ရေမြင့်တက်မှုကိုကင်တွယ်ဖြည့်ရှင်းရမှာနယ်သာလန်ဟာဥရောပရဲ့ထူးချွန်သူတွေလို့တောင်ပြောလို့ရပါတယ်။ ပညာရှင်တွေကတော့နယ်သာလန်နိုင်ငံဟာ2100ပြည်နယ်မှာအစိုးဆုံးချီနီတွေကိုရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်။အစိုးဆုံးချီနီမှာဆိုရင်နိုင်ငံရဲ့မြေဧရိယာများပြားဟာရှေးအောက်လျှောက်သွားနိုင်ပါတယ်။ဒီလိုဆိုရင်လူတွေဟာကုန်းတွင်းပိုင်းကိုပိုပြီးတိုးဝင်နေထိုင်ကြရမှာဖြစ်ပြီးအရှိန်နဲ့တောင်ဘက်ကိုရွှေ့ပြောင်းကြရမှာဖြစ်ပါတယ်။ ဒီလိုချင်းနေတာရှောင်းလာခဲ့ရင်နယ်သာလန်နိုင်ငံအနေနဲ့စိုက်ပျိုးရေးစနစ်တွေလည်းပြောင်းလဲရမှာဖြစ်ပြီးတော့အမ်စတာဒန်မြို့မှာရှိတဲ့သမိုင်းဝင်နေရာတွေနဲ့ရင်းချိမှုအဆောင်တွေကိုလည်းဆုံးရှုံးရနိုင်ပါတယ်။ဒါပြင်နယ်သာလန်နိုင်ငံရဲ့လူ့ရေးအားလုံးကအိန္ဒိယချင်းချင်းလေးတွေမှာပဲမျှဝေပြီးနေရမှာဖြစ်ပါတယ်။ဒီလောက်ဆိုရင်ပြည်သက်ကြီးတို့အနေနဲ့နယ်သာလန်နိုင်ငံအကြောင်းကိုဘုဟုသုတအနေနဲ့သိရှိသွားလောက်မယ်လို့ထင်ပါတယ်။ နောက်ကုန်လေစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမို့လို့ကျမတို့ရဲ့ Sotown Sharing Channel လေးကို Like and Follow လေးလုပ်ခဲ့ပေးကြပါအောင်နော်။